ားလုံးမင်္ဂလာပါဂျပန်အပြာကားဖြစ်ပေါ်လာတဲ့ပုံအကြောင်းကိုအားလုံးကသိကျင်ကြမယ်ထင်ပါတယ်ဒီဗီဒီယိုမှာအပြာကားအကြောင်းစုံစုံလင်လင်မဟုတ်ဘူးဆိုပေမဲ့အဓိကအချက်တွေကိုအတိုးချုံးပြီးတော့ပြောပြပေးသွားမှာပါ ပန်မှာအပြာကားရိုက်ကူးမှုဟာ1980ခုနှစ်များအတွင်းမှာစတင်ခဲ့တယ်လို့ရေပုရအဖင်ဆိုနိုင်ပါတယ်။တီးကြတဲ့ပထမဦးဆုံးစကားနာမည်ဒါလိုက်တာနဲ့တရုတ်ဆောင်နာမည်တွေကိုအတိအကျမှတ်တမ်းတင်ထားတာမရှိပါဘူး။အဲ့ဒီအချိန်တုန်းကဗီဒီယိုတိတ်ခွေတွေစတင်ပေါ်ပေါက်လာတဲ့ဆိုတာကိုတော့သူတွေတီတွေနဲ့သမိုင်းပညာရှင်တွေကထောက်ပြကြပါဗါတယ်။အဲ့ဒီအချိန်တုန်းက ဗီဒီယိုတိတ်ခွေတွေရည်ရွယ်ရဲ့ဗီဒီယိုတွေလည်းဈေးကွက်ထဲကိုစတင်ဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့စစ်တမ်းတစ်ခုမှာတော့ဂျပန်ပြားလုပ်ငန်းကို1990 1980ခုနှစ်များမှာစတင်ခဲ့တယ်လို့သိရပါတယ်။1990တခုနှစ်ဂျပန်မှာပန်းရောင်ရုပ်ရှင်လို့ခေါ်တဲ့ရုပ်ရှင်ကိုစတင်ခဲ့ပါတယ်။ဒါတွေကအပြာရုပ်ရှင်မဟုတ်သေးပဲ။လိန်ဆန်ဆန်အကြမ်းဖက်မှုပါတဲ့ရုပ်ရှင်တွေဖြစ်ပါတယ်။1980တခုနှစ်ပထမဆုံးတရားဝင်အပြာစကားကတော့ဟိုရှိလူဤဆိုတဲ့တရုတ်ဆောင်နဲ့ အိုင်နိုကိုရီတာဆိုတဲ့စကားထွက်လာခဲ့ပါတယ်။1980နောက်ပိုင်းနေပညာတွေတိုးတက်လာတာနဲ့အတူအပြာလုပ်ငန်းလဲဈေးကွက်ထဲမှာစတင်ကြီးထွားလာခဲ့တယ်လို့ဆိုပါတယ်။အပြာလောကကိုစတင်ခဲ့သူကတော့ဒိုလူမူယာနီရှိဖြစ်ပြီးသူ့ကိုအပြာလောကရဲ့ဘုရင်လို့တင်စားခံရသူဖြစ်ပါတယ်။သူဟာ1980 1990မှာဒိုင်းမွန်ဘီရှူလာဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ပြီးအပြာလုပ်ငန်းကိုစီးပွားရေးအဖြစ်စနစ်တကျဖြစ်အောင်ဖော်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ဟီဆာယာဆူဆာရိုဆိုတဲ့သူကလည်းပန်းရောင်ရုပ်ရှင်ဆိုတဲ့စကားရဲ့ဒါရိုက်တာတူဖြစ်ပြီးအပြာလုပ်ငန်းကိုအမှုပညာဆန်ဆန်ဖြစ်လာအောင်မြင့်တင်ပေးခဲ့သူဖြစ်တယ်လို့ဆိုထားပါဗျ။ဒီအပြာလုပ်ငန်းကိုဥရောပနဲ့ဂျပန်ဘယ်သူကအရင်ဆက်တင်ခဲ့တယ်လဲဆိုရင်အနောက်နိုင်ငံကအရင်ဆက်တင်ခဲ့ရလို့ဆိုနိုင်ပါဗျ။အထူးသဖြင့်အမေရိကန်နိုင်ငံလို့ဆိုရမှာပါ။သူတို့က1980ခုနှစ်လောက်ကဆက်တင်ခဲ့တာ ဖြစ်ပါဗျ။ဒါပေမဲ့ဂျပန်တွေကသူ့ရဲ့ကိုယ်ပိုင်စနစ်နဲ့ဈေးကွက်ကိုဖန်တီးနိုင်ခဲ့တယ်။ဆိုလိုတာက အပြာလုပ်ငန်းကိုဂျပန်တွေကစီးပွားရေးစနစ်အဖြစ်ပုံမအောင်မြင်အောင်တည်ဆောက်နိုင်ခဲ့ပါတယ်။1990ခုနှစ်ကဂျပန်ပြာလုပ်ငန်းဟာတစ်နှစ်ကိုယန်းဘီလီယံ900အမေရိကန်ဒေါ်လာ9ဘီလီယံအထိအကျိုးမြတ်ရခဲ့တယ်လို့သိရပါတယ်။နောက်ထောင်ခုနှစ်မှာတော့ဂျပန်ပြာလုပ်ငန်းစည်းကွက်ဟာကမ္ဘာတဝန်းကို ပြန့်နှံ့သွားခဲ့ပါတယ်။ဆက်လက်ပြီးတော့စိတ်ဝင်စားစရာစစ်တမ်းတစ်ခုဖြစ်တဲ့အသက်15နှစ်16နှစ်အရွယ်မင်းကလေးများပါဝင်ရိုက်ကူးခြင်းဆိုတဲ့စစ်တမ်းပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာအသက်၁၈နှစ်အောက်လူငယ်တွေကိုလိမ်ပိုင်းဆိုင်ရာဖော်ပြတဲ့ဗီဒီယိုတွေမှာပါဝင်ခွင့်မပြုပါဘူး။ဒါဟာဥပဒေနဲ့တားမြစ်ထားတဲ့ကိစ္စတစ်ခုပါ။အကယ်၍အသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေပါဝင်ပတ်သက်နေတယ်ဆိုရင်ဒါဟာလူကုန်ကူးမှုနဲ့ကလေးတငယ်အမျက်ထုတ်မှုစတဲ့ပြင်းထန်တဲ့ရာဇဝတ်မှုတွေမြောက်ပါတယ်။ထောင်ဒဏ်အနေနဲ့ကတော့ငါးနှစ်ကြာခံနိုင်တယ်လို့သိရပါတယ်။ဒါပေမဲ့လို့ဖျော်ဖြေမှုတသက်ဖြစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့လက်ကွက်သုံးပြီးရိုက်ကူးနေတာတွေလည်းရှိတယ်လို့ပြောပါတယ်။ ဒါကိုအာဏာပိုင်တွေဘက်ကလည်းမျက်ကွယ်ပြုထားတယ်လို့လည်းပြောပါတယ်။အင်တာနက်ရဲ့တက်ရောက်မှုနဲ့အေဂျင်စီတွေကပြည်သက်ရှိမှဖျော်ဖြေရုံပါဆိုပြီးလှည့်စားငားရမ်းတာမျိုးရှိပါတယ်။လူငယ်တွေကလည်းနမည်ကြီးမဲ့ဝင်ငွေလဲကောင်းမယ်ဆိုတဲ့စွဲဆောင်မှုကိုယုံကြည်သွားကြတယ်လို့ဆိုပါတယ်။တကယ်လို့အသက်15နှစ်16နှစ်အရွယ်မိန်းကလေးတွေပါဝင်ဖော်ပြနေတယ်ဆိုရင်အဲ့ဒါဟာတရားမဝင်လှုပ်ဆောင်မှုတွေဖြစ်နိုင်ပါတယ်။အစိုးရကဒီလိုလုပ်ရက်တွေကိုခွင့်ပြုမှာမဟုတ်တလို့မိဘအုပ်ထိန်းသူတွေကလည်း ငွေကြေးအတွက်နဲ့ကိုယ့်ရဲ့ကလေးတငယ်ကိုဒီလိုလုံမျိုးမှာပါဝင်ခွင့်ပြုဖို့ဆိုတာဖြစ်နိုင်ခြေအလွန်နှဲပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့စင်းရဲမွဲတွေမှုမိသားစုပြဿနာတွေကြောင့်မိဘတချို့ကဝင်ငွေကောင်းတဲ့ဒီလုပ်ငန်းကိုမျက်ကွယ်ပြုကြရတယ်ဆိုတဲ့အကြောင်းဥပမာ2020ခုနှစ်ကလူငယ်90ရာခိုင်နှုန်းကမိဘတဦးရဲ့သဘောတူမှုနဲ့ပါဝင်နေဆိုပြီးတော့ဂျပန်မီဒီယာတွေကဖော်ပြခဲ့ပူပါတယ်။အသက်60 90ဝန်းကျင်ရှိသူများရိုက်ကူးခြင်းဆိုတဲ့စစ်တမ်းမှာ အသက်ကြီးပိုင်းတွေအပြာကားရိုက်ကူးရတဲ့အကြောင်းရင်းတွေကတော့ဒူးချင်းရဲ့ကိုပိုင်ခြေနေတွေပေါ်မှာမူတည်နိုင်ပါတယ်။ဖြစ်နိုင်တဲ့အကြောင်းရင်းတချို့ကို ဖော်ပြရရင်ဝင်ငွေအသက်ကြီးပိုင်းမှာတခြားလောက်ကင်အခွင့်လန်းတွေနေပါနိုင်တာကြောင့်ဝင်ငွေရှာဖွေဖို့အတွက်ဒီလိုလောက်ကိုရွေးချယ်တာဖြစ်နိုင်ပါတယ်။ကိုပိုင်ဆန္ဒတချို့သူတွေအတွက်ဒါဟာသူတို့ရဲ့ကိုပိုင်လိန်စိတ်ဆန္ဒကို ဖော်ထုတ်တဲ့နည်းလမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။စိန်ခေါ်မှုရိုးရိုးလောက်တွေနဲ့မတူတဲ့စိန်ခေါ်မှုအစ်တစ်ခုကိုရင်ဆိုင်ခြင်းနဲ့ဆန္ဒကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဘေးပတ်ဝန်းကျင်ရဲ့အမြင်နဲ့ပတ်သက်ပြီးတော့လေလူတူဦးနဲ့တူဦးမတူညီနိုင်ပါဘူးတချို့လူတွေကနားလည်ပေးနိုင်ပေမဲ့တချို့ကတော့ဝေဖန်ရှုတ်ချတာမျိုးတွေရှိတယ်လို့သိရပါတယ်ဂျပန်လူဖွဲ့စည်းဟာဒီလိုကိစ္စတွေမှာရှေးရိုးဆွဲတဲ့အမြင်တွေရှိနေဆဲဖြစ်တဲ့အတွက်အသက်ကြီးပိုင်းတွေဒီလိုလှုပ်လှုပ်တာကိုအံ့ဩတဲ့သူတွေလက်မခံနိုင်တဲ့သူတွေရှိတယ်ဆိုပါတယ်နောက်ပြီးတော့အသက်40 50ရှိအမျိုးသမီးကြီးများရိုက်ကူးခြင်းစစ်တမ်းတစ်ခုပါအသက်40အသက်50ဝန်းကျင်ရှိအမျိုးသမီးတွေ ပြာကားရိုက်ကူးရတဲ့အကြောင်းရင်းတွေလည်းအပေါ်မှာပြောခဲ့တဲ့အကြောင်းရင်းတွေနဲ့ဆင်တူနိုင်ပါတယ်။ငွေရေးကြေးရေးအခက်ခဲကိုပိုင်ဆန်တာဒါမှမဟုတ်အခြားအကြောင်းပြချက်တွေကြောင့်ဖြစ်နိုင်ပါတယ်။သူတို့မှာတာသမီတွေရှိနိုင်ပေမဲ့ဒီဆုံးဖြတ်ချက်ဟာသူတို့ရဲ့ကိုပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။တာသမီတွေရဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့လည်းအမျိုးမျိုး क्वे ပြနိုင်ပါတယ်။တချို့တာသမီတွေကနားလည်ပေးနိုင်ပေမဲ့တချို့ကတော့ရှက်ရွံ့တာစိတ်ဆိုးတာမျိုးတွေခံစားရနိုင်ပါတယ်။ မိသားစုတစ်ခုချင်းစီရဲ့ဆက်ဆံရေးနဲ့အမြင်ပေါ်မှာအများကြီးမူတည်ပါတယ်။နောက်တစ်ချက်ကဂျပန်မှာအသက်ကြီးတဲ့သူတွေမှာလုပ်ငန်းကိုင်ငံမရှိတော့တဲ့အတွက်ဝင်ငွေတွေနှိပါလာပြီးလူမှုဖူလုံရေးအားနည်းလာပါတယ်။ဒါကအဓိကပြဿနာပါ။နောက်ထပ်စိတ်ဝင်စားစရာစစ်တမ်းတစ်ခု အပြာကားလုပ်ငန်းကတခါရိုက်မယ်ဆိုရင်ယန်9000ကနေ nothing american dollar အဖြစ်900နှစ်ထောင်ထိရနိုင်တာကြောင့်အချိန်ပိုင်းဝင်ငွေကောင်းတဲ့အလုပ်တစ်ခုအဖြစ် ရှုမြင်ကြပါတယ်လို့စစ်တမ်းမှာဖော်ပြထားပါတယ်အထူးသဖြင့်အိမ်ထောင်ကွဲမှုဆိုးမှဖြစ်နေတဲ့အသက်အလယ်လက်မျိုးသမီးတွေအတွက်ငွေရှာရလွယ်တဲ့နေတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်ဂျပန်လူမှုအတိုင်းဝိုင်းမှာဟန်ဆောင်မျက်နှာဖုံးဆိုတဲ့ယူကျေးမှုရှိပါတယ်ကိုပိုင်ကိစ္စတွေအပြင်းထုတ်မပြတတ်တာစိတ်ထဲကအဖြစ်အပျက်တွေကိုအပြင်းထုတ်မပြဘဲရင်ထဲမှာမျိုးတိတ်တိမ်ထားတာကိုရေးကိုတာကိစ္စတွေကိုမိသားစုဝင်ချင်းချင်းတောင်တိတ်မတိကြဘူးဆိုတဲ့အတိတ်ပဲပါပဲ။ ဒါဟာဂျပန်လူဖွဲ့စည်းနဲ့ယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ဥပမာ2019ခုနှစ်က အသက်40ခုနှစ်ရှိ အပြာတရုပ်ဆောင်ရှိုးကိုဒါကာဟာရှိဆိုတဲ့အမျိုးသမီးဒူမဲရဲ့သားကအင်တာနက်မှာဒူမဲရဲ့အပြာဗီဒီယိုကားကိုတွေ့တဲ့အခါအမေကိုဂုဏ်ယူတယ်ဆိုပြီးပြောခဲ့တဲ့အကြောင်းမီဒီယာတွေမှာဖော်ပြခံခဲ့ရဘူးပါတယ်။ဂျပန်ယဉ်ကျေးမှုမှာလိမ်မှုကိစ္စဟာလူငယ်တွေအတွက်ပဲဆိုတဲ့အယူအဆမရှိပါဘူး။အရွယ်မရွေးလိန်ဆန္ဒဟာ တဘာဝကြရဲဆိုတဲ့အမြင်ကိုအပြာလုံငန်းကဈေးကွက်တင်ပြီးအသက်ကြီးတဲ့သူတွေကိုပါထဲ့သွင်းလာခဲ့တာဖြစ်တယ်လို့ဆိုပါတယ်နောက်ထပ်စစ်တမ်းတစ်ခုမှာဂျပန်လူမျိုးများဤအမြင်တကယ်တော့အပြာကားနဲ့ပတ်သက်တဲ့ဂျပန်လူမျိုးတွေရဲ့အမြင်ကရှုပ်ထွေးပြီးအမျိုးမျိုးကွဲပြားပါတယ်စီးပွားရေးအစိတ်အပိုင်းဂျပန်မှာအပြာလုံငန်းဟာအလွန်ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးနိုင်ငံရဲ့စီးပွားရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်ဒါကြောင့်တချို့လူတွေက ဒါကိုတာမန်စည်းဝါးရေးလုပ်ငန်းတစ်ခုအနေနဲ့ပဲမြင်ကြပါတယ်ဖျော်ဖြေရေးတချို့လူတွေအတွက်တော့ဒါဟာအရွယ်ရောက်ပြီးသူတွေအတွက်ဖျော်ဖြေရေးတစ်မျိုးသာဖြစ်ပါတယ်ဝေဖန်မှုတစ်ချိန်တည်းမှာပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးဝေဖန်မှုတွေစိုးရိမ်မှုတွေလည်းရှိနေပါတယ်အမျိုးသမီးတွေကိုလိန်ပိုင်းဆိုင်ရာကုန်ပစ္စည်းတစ်ခုလိုသဘောထားတာလူခွင့်ရေးချိုးဖောက်မှုတွေရှိနိုင်နေဆိုတဲ့ဝေဖန်မှုတွေလည်းရှိပါတယ်ရှဲ့ရွံ့မှုလူအများစုကတော့ဒီကိစ္စနဲ့ပတ်သက်ပြီး ပွန့်ပွန့်လင်းလင်းပြောဆိုဖို့ရှက်ယွင်းကြပါတယ်။ဒါဟာလူဖွဲ့စည်းရဲ့အလွတ်အောက်မှာရှိနေတဲ့ကိစ္စတစ်ခုလို့သဘောထားကြတာမျိုးလည်းရှိပါတယ်။အစိုးရဂျပန်အစိုးရဟာအပြာလုပ်ငန်းကိုတရားဝင်လုပ်ငန်းတစ်ခုအဖြစ်အတိအမှတ်ပြုထားတယ်။ဆိုပေမဲ့တင်းကျပ်တဲ့စီမင်းစည်းကမ်းတွေနဲ့ထိန်းချုပ်ထားပါတယ်။ဥပမာအားဖြင့်မဖွဲ့မရပုံရိပ်တွေကိုဖျက်ပစ်ဖို့အတက်မပြည့်သေးသူတွေပါဝင်ခွင့်မရှိဖို့စတဲ့စီမင်းတွေပါဝင်ပါတယ်။ဒါပေမဲ့ဒီစီမင်းတွေကိုအပြေအဝလိုက်နာမှုရှိမရှိဆိုတာကတော့ စိန်ခေါ်မှုတရဖြစ်နေစေပါနောက်ဆုံးစစ်တမ်းတစ်ခုကတော့လူမှုအဖွဲ့အစည်းလူမှုအဖွဲ့အစည်းရဲ့တုံ့ပြန်မှုကတော့ကွဲပြားပါတယ်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့အခြားသောအဖွဲ့အစည်းတွေအပြာလုပ်ငန်းမှာအမျိုးသမီးတွေကိုအမျက်ထုတ်နေတယ်လို့ဝေဖန်ရှုတ်ချကြပါတယ်တချို့အဖွဲ့အစည်းတွေကတော့တရုတ်ဆောင်တွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့နဲ့လုပ်ငန်းခွင်အခြေအနေတွေတိုးတက်ကောင်းမွန်လာဖို့အတွက်လှုပ်ရှားဆောင်ရွက်နေကြပါတယ်အပြာလုပ်ငန်းကိုတရားဝင် ခွင့်ပြုတာလားဆိုတဲ့မေးခွန်း ဟုတ်ပါတယ်ဂျပန်ဆိုရဟာအပြာကားလုပ်ငန်းကိုတရားဝင်လုပ်ငန်းတစ်ခုအဖြစ်အတိအမှတ်ပြုထားပါတယ်ဒါပေမဲ့အပေါ်မှာပြောခဲ့သလိုပဲတင်းကျပ်တဲ့စီမင်းစည်းကမ်းတွေနဲ့ထိန်းချုပ်ထားပါတယ်လိုင်စင်ရရှိထားတဲ့ကုမ္ပဏီတွေသာထုတ်လုပ်ခွင့်ရှိပြီးဥပဒေနဲ့မညီညွတ်တဲ့အကြောင်းအရာတွေပါဝင်ခဲ့မယ်ဆိုရင်တော့အရေးယူခံရနိုင်ပါတယ်ဝင်ငွေအကျိုးအမြတ်အပြာလုပ်ငန်းဟာဂျပန်နိုင်ငံရဲ့အကြီးအကဲစီးပွားရေးကဏ္ဍတစ်ခုဖြစ်တဲ့အတွက်အခွန်ငွေတွေရရှိခြင်းဖြင့် ဂျပန်ဆိုရအတွက်ဝင်ငွေကျိုးမြတ်များစွာရရှိစေပါတယ်။တီးကြတဲ့ကိန်းဂဏန်းတွေကိုပြောဖို့ခက်ပေမဲ့နှစ်စဉ်ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေကြေးလည်ပတ်မှုရှိတယ်လို့ခန့်မှန်းရပါတယ်။မင်းသားမင်းသမီးများအပြာကားရိုက်ကူးတဲ့မင်းသားမင်းသမီးတွေရဲ့ဝင်ငွေရရှိမှုဒါကတော့သူတို့ရဲ့နမိကျော်ကြားမှုအတွေ့အကြုံနဲ့စာချုပ်ပေါ်မှာမူတည်ပြီးအများကြီးကြွားချနိုင်ပါတယ်။နာမည်ကြီးတဲ့တရုတ်ဆောင်တွေဆိုရင် ဝင်ငွေကောင်းကောင်းရရှိနိုင်ပေမဲ့ အများစုကတော့ပုံမှန်ဝင်ငွေပဲရရှိကြပါတယ်။လုပ်ငန်းရဲ့ပြိုင်ဆိုင်မှုမြင့်မားတာကြောင့်အများတန်းဝင်ငွေကောင်းဖို့ဆိုတာမလွယ်ကူပါဘူး။အနောက်တိုင်းပြရုပ်ရှင်နဲ့ဂျပန်ရုပ်ရှင်ဘဟာကိုလူတွေပိုစိတ်ဝင်စားလဲဆိုတာကတော့တူဦးချင်းရဲ့အကြိုက်နဲ့ယဉ်ကျေးမှုဆိုင်ရာအမြင်တွေပေါ်မှာမူတည်ပါတယ်။ရေပူရအဖြစ်ပြောရရင်တော့အနောက်ဥရောပအပြာရုပ်ရှင်ကပိုပြီးပွင့်လင်းတဲ့လိမ်ပိုင်းဆိုင်ရာဖော်ပြမှုတွေဇလန်းစက်ွက်တွေကိုအသားပေးတာမျိုးတွေရှိတတ်ပါတယ်။ဂျပန်ပြာရုပ်ရှင်ကတော့ ဇက်ကောင်တွေရဲ့စိတ်ခံစားချက်တွေကိုပိုလေးထားတာအမျိုးမျိုးသောအမျိုးအစားခွဲခြားမှုတွေရှိတာဥပမာအားဖြင့်အချစ်ဇက်လန်းဆန်ဆန်ဟာတာဆန်ဆန်စိတ်ကူးရင်ဆန်ဆန်စတာတွေပါဝင်တတ်ပါတယ်မျက်နာကိုအသားပေးရိုက်ကူးတာနဲ့အမျိုးသမီးတယောက်ဆောင်တွေကိုပိုအာယုံစိုက်တာမျိုးလည်းတွေ့ရတတ်ပါတယ်ကဘာတဝမ်းမှာတော့ဂျပန်ပြာရုပ်ရှင်ဟာသူ့ရဲ့ထူးခြားတဲ့စက်တိုင်နဲ့အမျိုးအစားခွဲခြားမှုတွေကြောင့်ပရိသတ်တော်များများရဲ့စိတ်ဝင်စားမှုကို ရရှိထားတယ်လို့ပြောလို့ရပါတယ်။ဂျပန်မှာအပြာမင်းသားမင်းသမီးဖြစ်ဖို့လွယ်ကူသလားခက်ခဲသလားဆိုတဲ့မေးခွန်းဂျပန်မှာအပြာမင်းသားမင်းသမီးဖြစ်ဖို့ဆိုတာလွယ်ကူတယ်လို့တော့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့နံပါတ်၁ပြိုင်ဆိုင်မှု လုပ်ငန်းထဲကိုဝင်ရောက်ဖို့စိတ်ဝင်စားသူအများပြားရှိတဲ့အတွက်ပြိုင်ဆိုင်မှုမြင့်မားပါတယ်။နံပါတ်၂လိုအပ်တဲ့အရာချင်းရုပ်ရည်ချောမောလပရမယ်။ကင်မလာရှိမှတဘာဝကြကြတရုပ်ဆောင်နိုင်ရမယ်။ အချိန်ကြာမြင့်စွာရိုက်ကူးနိုင်ရမယ်။မရှက်မကြောက်မယုံဆတဲ့အချက်တွေကိုလည်းလိုအပ်ပါတယ်။နံပါတ်3ကိုရေးကိုတာထိခိုက်နိုင်မှုဒီအလုပ်ဟာကိုယ့်ရဲ့ပုံရိပ်နဲ့ကိုရေးကိုတာဘဝကို ထိခိုက်စေနိုင်တဲ့အတွက်တရားစင်စားပြီးမှ ဆုံးဖြတ်သင့်ပါတယ်လို့ဆိုပါတယ်။နံပါတ်4အေဂျင်စီနဲ့စာချုပ်အများစုအေဂျင်စီတွေကနေတဆင့်လုတ်ကင်ကြရပြီးစာချုပ်ရဲ့စည်းကမ်းချက်တွေကလည်းအရေးကြီးပါတယ်။ဒါကြောင့်ဂျပန်မှာအပြာမင်းသားမင်းသမီးဖြစ်ဖို့ဆိုတာ စိတ်ဝင်စားမှုတစ်ခုတည်းနဲ့မလုံလောက်ပဲအခက်ခဲတွေနဲ့စိန်ခေါ်မှုတွေကိုလည်းရင်ဆိုင်ရနိုင်ပါတယ်လို့ပြောရင်ဏီကုံးချုပ်လိုက်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုအစ်မပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျ